အားလုံးပဲမင်္ဂလာပါကွယ်ဒီနေ့ပြောပြမယ့်ပုံမြင်ကလေးကတော့တာယာနဲ့တောက်အုပ်ထဲကစမ်းချောင်းလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ကအေးချမ်းတာယာလာတဲ့တောင်ကုန်းတောင်တန်းတွေရဲ့ကြားထဲမှာလှပတဲ့ကြေးရလေးတွေရောတရှိတဲ့ကွယ်အဲ့ဒီကြေးရလေးမှာတာယာဆိုတဲ့ကောင်မလေးတယောက်လည်းနေထိုင်တာပေါ့ကွယ်သူမဟာ အသက်ဆန်နေခန်းရှိပြီဖြစ်ပြီးတော့တခြားသူတွေကိုကူညီရတာကိုနှစ်သက်တဲ့ကွယ်။သူမရဲ့အမေကလည်းကျဉ်နာတတ်တဲ့နှလုံးသားတစ်ခုရှိတာဟာတခြားအရာတွေအလုံးထက် ပြည့်စုံကောင်းမွန်တယ်လို့သုံးမလေးရှိတာပေါ့။မနေ့တိုင်းမနေ့တိုင်းမှာတာယာလေးဟာ သူမရဲ့အမေနဲ့တူတူပန်းမင်ကလေးတွေကို ရေလောင်းကိုတယ်ငှက်ကလေးတွေကိုအစာကျွေးတယ် ပြီးတော့သူမရဲ့ရှင့်ကလေးနဲ့အတူတူမနက်စာတွေကို မျှဝေစားလေးရှိတဲ့ကွယ်တောင်းလို့ရှင့်ကလေးကလည်းသူမသွားလေရတကောက်ကောက်လိုက်ပြီးတော့တာယာလေးကိုခင်တယ်နေတော့ပေါ့ကွယ်တနေ့မှာတော့အင်မတန်ကို ပူပြင်းလွန်းလာတဲ့နေအပူချိန်ကြောင့်တာယာရွာလေးမှာရှိတဲ့ရေရင်းတွေအလုံးဟာ တဖြည်းဖြည်းခန်းချောက်လာတဲ့ကွယ် စိုက်ပျိုးမြေတွေအားလုံးလည်းဆူဆူရွရွကိုအက်ကွဲလာနေကြတော့တာပေါ့ရသူရသားတွေအားလုံးကလည်းသူတို့မွေးမြူထားတဲ့တလိမ့်ဆန်လေးတွေနဲ့စိုက်ပျိုးထားတဲ့အပင်ကလေးတွေရေလုံလုံလောက်လောက်မရရှိတော့မှကို စိုးရိမ်ပြီးတော့ပူပင်နေကြတော့တာပေါ့ကွယ်အားလုံးနဲ့ထတူပဲတာယာလေးကလည်းရေငတ်နေတဲ့ငှက်ကလေးတွေနဲ့တဖြည်းဖြည်းညှိုးကြလာနေတဲ့ပန်းမွင်ကလေးတွေကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေတာပေါ့ကွယ် အဲ့ဒီချိန်မှာပဲတာယာလေးဟာအားလုံးကိုကူညီနိုင်မှုအတွက်ငါတခုခုစူးစမ်းမှရတော့မယ်လို့ဆုံးဖြတ်လိုက်တော့တာပေါ့တာယာလေးဟာ ရေဘူးနဲ့လိုအပ်တဲ့အစားအစာတချို့ကို ထုတ်ပို့ပြီးတော့သူမရဲ့ရှင့်ကလေးနဲ့အတူတူရာသုံးရာသားတွေအားလုံးလိုအပ်နေတဲ့ရေအရင်အမြင့်တစ်ခုကိုရှာဖွေဖို့အတွက်တောင်ကုန်းပေါ်ကတောအုပ်လေးတစ်ခုထဲသို့စတင်ထွက်ခွာသွားပါတော့တယ် တောအုပ်လေးတွေကတက်နေရအရောက်မှာတော့ဟောင်းနှံဆုပ်ပြက်နေတဲ့ဝစ်စားတွေကိုဝစ်ဆင်ထားပြီးတော့မောပန်းနေပုံပေါ်တဲ့အဖိုးအိုတယောက်ကိုတစ်ပင်တပင်ရဲ့အောက်မှာတွေ့လိုက်ရပါတယ်။တာယာလေးကလည်းတနာစိတ်ဖြစ်ပြီးတော့ရှက်ရှင်ပဲသူ့မှာပါလာတဲ့ရေဘူးနဲ့အစားအစာတချို့ကို အဖိုးအိုကို ပေးကမ်းလိုက်တော့တာပေါ့။ဖိုးဖိုးကိုကြည့်ရတာတိတ်ကိုပင်ပန်းပြီးတော့ရေငတ်နေတဲ့ပုံပဲ ဟောရီရင်နဲ့ဟောရီမုတ်ကလေးကိုတုံးဆောင်လိုက်ပါလို့ရိုရိုတည်တည်နဲ့ကျင်နာစွာပြောလိုက်တော့တာပေါ့ကွအဖိုးအိုကလည်းကျေးဇူးတင်ပါတယ်မင်းဟာတိတ်ကိုကျင်နာတက်တဲ့မင်းကလေးပဲဟောရီလန်ခီတန်းချန်းကိုသာရောက်အောင်သွားပါမင်းလိုရာပန်းနိုင်ကိုတွေ့ရှိရပါလိမ့်မယ်တာယာနဲ့သူမရဲ့ရှင်ကလေးဟာအဖိုးအိုနဲ့နှုတ်ဆက်စကားပြောပြီးတဲ့အခါမှာတော့ သူမတို့ရဲ့ရှာဖွေရေးခရီးစဉ်ကိုဆက်လက်ထွက်ခွာလာကြတော့တာပေါ့ကွယ်ဒီလိုနဲ့တနေရအရောက်မှာတော့ထူးဆန်းတဲ့ရေစည်းတံတစ်ခုကိုကြားလိုက်ရပါတော့တယ်အတန်လာရစီတို့ရောက်အောင်သွားကြည့်လိုက်တဲ့အခါမှာတော့တာယာတို့အားလုံးလိုအပ်နေတဲ့ရေအရင်အမြစ်တစ်ခုကိုတွေးရှိခဲ့ရပါပြီတာယာနဲ့သူမရဲ့ရှင့်ကလေးတို့ဟာသိတ်ကိုပျော်ရွှင်သွားကြတော့တာပေါ့ဒါကြောင့် တာယာဟာရှင့်ကလေးကိုရွာသို့ပြန်လှုပ်ပြီးတော့ရွာသူရွာသားတွေအားလုံးကိုဒီနေရာကိုလိုက်လာဖို့အတွက်မှာလိုက်တော့တာပေါ့ကွယ်ရွာသူရွာသားတွေအားလုံးရောက်လာတဲ့အခါမှာလည်းတာယာတို့လိုပဲထပ်တူဝမ်းသာပျော်ရွှင်နေကြတော့တာပေါ့အဲဒီချိန်ကလေးကနေစပြီးတော့တာယာနဲ့ရွာသူရွာသားတွေအားလုံးဟာဟော်ရီစမ်းကြောင်းကလေးတွေကရေတွေသူတို့ရွာစီတို့ရောက်နိုင်မှုအတွက်ရေမြောင်းကလေးတွေဖောက်လုပ်ပြီးတော့ ရေတွေကိုတွေ့ယူကြပါတော့တယ်။ခုတော့တာယာနဲ့ရွာသူရွာသားတွေအားလုံးအပြင်သူတို့ရွာမှာရှိတဲ့စိုက်ပျိုးမြေနဲ့တိရိစ္ဆာန်လေးတွေအားလုံးဟာလည်းရေကိုလုံလုံလောက်လောက်ရရှိနိုင်ကြပြီဖြစ်ပါတယ်။ရှောက်တွေ့နေတဲ့တာယာတို့ရွာကလေးဟာလည်းအခုဆိုရင်တော့စိမ့်လန်းစုပြည့်တဲ့ရွာလေးတွေကပြန်ဖြစ်လာခဲ့ပါပြီ။ တာယာဟာသူ့ကိုလမ်းညွှန်ပေးတဲ့အဖိုးအိုကိုကျေးဇူးတင်စကားပြောဖို့အတွက်သစ်ပင်ကြီးရှိရာစီတို့ပြန်သွားခဲ့ပေမဲ့လည်းအဖိုးအိုကိုတော့အဲ့ဒီနေရာမှာမတွေ့ရတော့ပါဘူး။ဒါပေမဲ့တာယာကတော့အဖိုးအိုကို စိတ်ထဲကနေလိုက်လိုက်နဲ့နဲ့ကျေးဇူးတင်နေမိပါတော့လေ။တော်ပြန်လေးကတော့ဒါပါပဲကွယ်။နောက်ရက်တွင်မှလည်းဘလူးကော်မီကလေးတွေကိုတင်ဆက်ပြုံးမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။